အားလုံးမင်္ဂလာပါဒီကြောက်လေးရဲ့လှုပ်ချက်လေးကိုဝေမျှပေးသွားပါမယ်ဒါလေးကတော့ကျွန်တော်တို့လက်ရမထိုးသိခင်နေထားလေးပေါ့ဗျာအဲ့တော့ထိတ်အစွန်းဘက်လေးတွေကကျွန်တော်နည်းနည်းလေးအနာလေးတွေတော့ပါပါတယ်ဗျအဲ့တော့အဲ့ဒီအနာလေးတွေနေရာတော့ကျွန်တော်ဖယ်ပေးမှာပေါ့ဗျာနော်ကြောက်ပန်ရှံပယ်ရွယ်လေးလက်မချခြင်းဟုတ်တဲ့ဆိုတော့အဲ့တော့အတန်းတန်းချုံပယ်ရွယ်လေးလက်မချအောင်ကျွန်တော်လှုပ်ပေးမှာဖြစ်ပါတယ်ဗျာ ကဲကျွန်တော်တို့လက်ရထိုးပြီးလို့ချောတယ်ရပြီးသွားတဲ့အနေထားလေးကြည့်ကြအောင်ဗျဒါလေးကတော့ကျွန်တော်တို့ချောတယ်ပြီးသွားတဲ့အနေထားလေးဖြစ်ပါတယ်အဲ့တော့ကြောက်စီကြောက်သားလေးကောင်းတယ်ဒါလေးဆိုရင်ကျွန်တော်တို့နောက်ထပ်လှုပ်ချင်းအနေနဲ့ထည့်မယ်တဲ့ဆိုရင်တော့ပပူလိုင်းလေးတော့လာတယ်ပေါ့ဗျာဒါပပူလိုင်းတော့ကောင်းပါတယ်ဗျအဲ့တော့အပွင့်အနေနဲ့ဆိုရင်တော့အထဲထဲမှာနည်းနည်းအညစ်လေးတွေပါတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ ဇီရိုရောက်မယ်ပေါ့ဗျာနော်အကြောက်စီကြောက်သားတော့ကောင်းပါလေဗျာအသာတန်းရှင်းနေနေဆိုရင်ကျွန်တော်တို့ခုန်ခွဲရှစ်လောက်ရှိပါတယ်အားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲဗျာနော်ဟိုဘက်ဒီဘက်တောင်မှမြင်နေရတယ်ပေါ့ဗျာနော်ဒီလေအစားလေးကကျွန်တော်မိတ်ဆွေတွေအနေနဲ့ဆိုရင်ရောဘယ်လိုင်းကားဈေးပို့ရမလဲဈေးမြင့်ဆုံးရမလဲဆိုတာလေးကိုတော့ကွန်မန့်အောက်မှာဝင်ရေးသွားလို့ရပါတယ်ဗျကြီးစုအောင်ပြီးတော့အလုံးကိုကျေးဇူးတင်ပါတယ်